်မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါရောင်းအခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်မှုရန်ဥပဒေကြောင့်မြန်မာလူငယ်တွေလုံခြုံရေးစိုးရိမ်နေကြတယ်လို့ UNDP ထုတ်ပြန်ရဲနဲ့တရားရုံးတွေကအကာအကွယ်ပေးနိုင်တဲ့အဖွဲ့အစည်းမဟုတ်ပဲအမျက်ထုံထိခိုက်နိုင်တဲ့အဖွဲ့တွေကိုလူငယ်တွေရှုမြင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် စစ်မှုရန်ဥပဒေပြဋ္ဌာန်းပြီးနောက်ပိုင်းအမျိုးသမီးတွေထံအမျိုးသားလူငယ်တွေကလုံခြုံရေးပုံမှုစိုးရိမ်ကြောက်ရွံ့နေရတယ်လို့ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ကဒီကနေ့အောက်တိုဘာ9ရက်မှာထုတ်ပြန်ပါတယ်ကျောက်ကပားထက်ကမျိုးဆက်လို့အမိပေးထားတဲ့မြန်မာလူငယ်တွေရဲ့လုံခြုံရေးနဲ့လူမှုဘဝစိန်ခေါ်မှုစစ်တမ်းမှာ UNDP ကအထက်ပါအတိုင်းဖော်ပြထားတာဖြစ်ပါတယ်။ မြန်မာလူငယ်တွေရဲ့စိုးရိမ်မှုအ धिक အချက်ကစစ်မှုထမ်းဖို့အာဓမ္မစုဆောင်ခြင်းခံရတာနဲ့သက်ဆိုင်ပြီးစစ်မှုထမ်းဖို့အခွင့်အရေးတွေကတိုက်ရိုက်တောင်းဆိုတာထက်စစ်မှုထမ်းရနိုင်တယ်ဆိုတဲ့အန္တရာယ်ကပုံကိုရေးဆိုင်ရာဘေးကင်းလုံခြုံရေးကိုစိုးရိမ်ပူပန်နေကြရတာလို့ဆိုပါတယ်လူငယ်သုံးပုံတပုံငါးတန်ခန့်ကစစ်မှုထမ်းဥပဒေကြောင့်စိတ်ပိုင်းဆိုင်ရာဖိစီးမှုဖြစ်လာပြီးစစ်ကောင်စီနဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့တွေကတင်းတလို့ဖမ်းဆီးတောင်းညချိန်ဝင်ဖမ်းတာနဲ့အာဓမ္မစုဆောင်တာတွေကိုရင်ဆိုင်နေရတယ်လို့ဖော်ပြပါတယ် မဲပေါက်လို့ဝင်လာရတာရှိတယ်ငွေတေးကြောင့်ဝင်လာရတာရှိတယ်ပေါ်တာဆွဲလို့ဝင်လာရတာရှိတယ်သုံးမျိုးသုံးစားရှိတယ်စစ်မှုထမ်းချင်လို့ဝင်လာတဲ့သူတော့မရှိဘူးလို့မကြသေးခင်ကကရင်အမျိုးသားများကွက်ရေးတက် KMTFC ထွက်ပြေးလွတ်မြောက်လာတဲ့စစ်ကောင်စီကပေါ်တာဆွဲခဲ့တဲ့စစ်မှုထမ်းတပ်သားကိုအောင်ကိုကိုဟင်းကပြောပါတယ်လူငယ်40ရာခိုင်နှုန်းကျော်ဟာညဘက်မှာတယောက်တည်းလမ်းလျှောက်ရင်မလုံခြုံဘူးလုံးဝမလုံခြုံဘူးလို့ဖြည့်ဆိုပြီးစစ်တပ်အာဏာမသိမ်းခင်ကနှုံထားတဲ့နှစ်ဆကျော်ပုံများလာတယ်လို့ UNDP ကအတည်ပြုပါတယ် လူငယ်ခုနှစ်ဦးမှတဦးကပုံကိုရေးဆိုင်ရာဘေးကင်းလုံခြုံရေးအတွက်စိုးရိမ်ပူပန်မှုကိုအမြဲတမ်းမကြာခဏခန်းစားရပြီးချင်းပြည်နယ်မှာ30ရာခိုင်နှုန်း၊ကရင်နီမှာ25ရာခိုင်နှုန်း၊ရခိုင်မှာ22ရာခိုင်နှုန်းနဲ့ကချင်မှာ21ရာခိုင်နှုန်းကဲ့သို့ပြည်ပခဒေသတွေမှာတိတိတတ်တာမြင့်မားနေတယ်လို့လည်းစစ်တမ်းကဆိုပါတယ်။အသည့်တငယ်ချင်းတယောက်ဆိုလမ်းထိပ်ဆေးလိပ်သွားဝယ်ရင်ပေါ်တာဆွဲခံရတာလေ။ တေးတလားရှင်းတလားလဲအခုထိအဆက်အသွယ်မရဘူးအခုဆိုအလောက်ကပြန်လာတာနဲ့အိမ်ပဲရောက်အောင်တန်းပြန်နေအရင်လိုလူစီကားတဲ့နေရာရှောက်မသွားရတော့ဘူးလို့ရန်ကုန်မြို့ကအသက်28နှစ်အရွယ်ကုမ္ပဏီဝန်ထမ်းတအုပ်ကပြောပါတယ်တရားဥပဒေစနစ်ပေါ်မှာလဲယုံကြည်မှုလုံးဝပျောက်ပြတ်သွားပြီးရာဇဝတ်မှုကျူးလွန်ခံရတဲ့20ရာခိုင်နှုန်းလောက်ကပဲမိသားစုပြင်ပကိုသတင်းပို့ကြတာကအာဏာပိုင်တွေအပေါ်ယုံကြည်မှုမရှိတာကိုတွေးရတယ်လို့ UNDP ကတုံ့တက်ပါတယ် ရဲနဲ့တရားရုံးတွေကအကအကွယ်ပေးနိုင်တဲ့အဖွဲ့အစည်းလို့မမြင်ကြတော့ဘဲအမျက်ထုတ်တာဒါမှမဟုတ်ထိခိုက်နိုင်စေတဲ့အဖွဲ့အစည်းလို့လူငယ်တွေကရှုမြင်လာတယ်လို့လည်းအတည်ပြုထားပါတယ်နောက်ဆုံးထုတ်ပြန်ထားတဲ့ကမ္ဘာလုံးဆိုင်ရာရာဇဝတ်အညွန်ကိန်းမှာမြန်မာနိုင်ငံကကမ္ဘာပေါ်မှာရာဇဝတ်အများဆုံးကျုံ့ထွေနေရတဲ့နိုင်ငံအဖြစ်သတ်မှတ်ခံထားရပါတယ်။အဲ့ဒါအပြင်ကမ္ဘာပေါ်မှာဘိန်းဓာတုမှုရစေတွေအကြီးဆုံးထုတ်လုပ်တဲ့နိုင်ငံဖြစ်လာပြီးစီးပွားရေးနဲ့လူမှုရေးတွေမှာရာဇဝတ်ကိန်းတွေကဩဇာလွှမ်းမိုးမှုတိသာထင်ရှားလာနေတယ်လို့ဖော်ပြပါတယ်။ မြန်မာနိုင်ငံကအသက်15နှစ်ကနေ35နှစ်အတွင်းလူငယ်လေးသိန်းဝန်းကျင်ကပညာသင်ယူနိုင်မှုမရှိတော့တာနဲ့အလောက်အကိုင်မရှိဘူးဆိုတဲ့ကြီးကြီးမားမားစိန်ခေါ်မှုတွေကိုမကြုံစက်ဘူးရင်ဆိုင်နေရတယ်လို့အခုလာဇန်ပိုင် UNDP ကတရားထုတ်ပြန်ထားပါတယ်။2024 February မှာစစ်ကောင်စီကစစ်မှုထမ်းဥပဒေကိုအသက်သွင်းခဲ့ပြီးအပတ်စဉ်တစ်ခုမှာအသက်16နှစ်ကနေ35နှစ်ကြာအမျိုးသားလူငယ်9000ကိုစုဆောင်းခဲ့ပါတယ်။အခုဆိုရင်အပတ်စဉ်16ကိုစဖို့စစ်အုပ်စုကကြိုးပမ်းနေပါတယ်။ စစ်မှုထမ်းခေါ်ဆောင်ခံရပြီးတဲ့နောက်ရှေ့တန်းစစ်မြေပြင်ပို့ဆောင်ခံရသူတွေအနေနဲ့အချို့မှာတော်လန်ရေးတပ်ဖွဲ့တွေစီထွက်ပြေးခိုလုံတာတွေအများအပြားရှိနေပါတယ်။ ဆက်လက်ပြီးအာဆီယံကစစ်တပ်၏ရွေးကောက်ပွဲကိုပူးပေါင်းဆောင်ရွက်မည်ဟုစစ်တပ်ကတစ်ဖက်သက်သတင်းထုတ်ပြန်မြန်မာအရေးဖြည့်ရှင်းရာတွင်ရွေးကောက်ပွဲကဦးစားပေးမဟုတ်ဆိုသောအာဆီယံနိုင်ငံသား၏ဝင်ကြီးများ၏ရည်တည်ချက်နှင့်ကွဲလွဲနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။အာဆီယံကစစ်တပ်ရဲ့ရွေးကောက်ပွဲကိုပူးပေါင်းဆောင်ရွက်မည်ဟုမလေးရှားနိုင်ငံသား၏ဝင်ကြီးမိုဟာမက်ဟာဆန်က ပြောဆိုကြောင်းမြန်မာအကြံဖက်စစ်တပ်ကတစ်ဖက်သက်သတင်းထုတ်ပြန်ပါတယ်။ ရှမန်နေနေပြည်တော်တွင်မလေးရှားနိုင်ငံခြားရေးဝန်ကြီးမိုဟာမက်ထန်ဆန်နှင့်အကြံဖတ်မြောက်လိုင်းတို့တွေ့ဆုံစဉ်မလေးရှားနိုင်ငံခြားရေးဝန်ကြီးကထို့ထို့ပြောဆိုခြင်းဖြစ်သည်ဟုအကြံဖတ်စစ်တပ်ကတပတ်သက်သတင်းထုတ်ပြန်လာခြင်းဖြစ်ပါသည်ရှမနီတွဲဆောင်ပွဲတွင်မလေးရှားနိုင်ငံသားရေးဝန်ကြီးကမြန်မာနိုင်ငံ၏ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်ရန်ပြင်ဆင်နေမှုများအားတွေ့ရသည့်အတွက်ဝမ်းမြောက်ဝမ်းသာဖြစ်ကြောင်း အာဆီယံအနေဖြင့်မြန်မာနိုင်ငံ၏ကြိုးပမ်းဆောင်ရွက်မှုများကိုအကောင်ဆုံးဖြစ်အောင်ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းအားလုံးပါဝင်သည့်ရွေးကောက်ပွဲဖြစ်စေရန်အကြံပြုပြောကြားလိုကြောင်းရွေးကောက်ပွဲလေးလာစောင့်ကြည့်ရေးအဖွဲ့များကိုလည်းစီလွတ်ပေးသွားမည်ဟုမလေးရှားနိုင်ငံသားရေးဝန်ကြီးကပြောဆိုကြောင်းစစ်တပ်ကတဖက်သက်သတင်းထုတ်ပြန်ထားပါသည်တို့ရတွင်ဇူလိုင်လအတွင်းကျင်းပခဲ့သည့်အာဆီယံနိုင်ငံသားရေးဝန်ကြီးများအစည်းအဝေးတွင်မြမအရေးဖြည့်ရှင်ရတွင်ရွေးကောက်ပွဲကအာဆီယံ၏ဦးစားပေးမဟုတ်သည့်ကိုအာဆီယံကသဘောတူခဲ့ကြောင်း အာဆီယံဘုံသဘောတူညီချက်၅ရပ်ဖြင့်မြန်မာအရေးလိုက်နာဖြည့်ရှင်ရန်မြန်မာစစ်တပ်ကိုအဓိကဦးစားပေးတိုက်တွန်းခဲ့ပါသည်ထို့ကြောင့်အချမ်းဖတ်စစ်တပ်၏ရမန်နီတွဲဆုံမှုသတင်းထုတ်ပြန်ချက်မှာအာဆီယံနိုင်ငံသားရေးဝင်ကြီးများအစည်းအဝေး၏ရက်တီချက်နှင့်လုံးဝကွဲလွဲနေရာမလေးရှားနိုင်ငံသားရေးဝင်ကြီးဌာနကမှတစုံတရာထုတ်ပြန်ခြင်းမရှိသေးပေ။မြန်မာနိုင်ငံမှာအာဆီယံအဖွဲ့ဝင်နိုင်ငံတနိုင်ငံဖြစ်တော်လေစစ်အာဏာသိမ်းလိုက်တဲ့ဖြင့်အာဆီယံကမြန်မာကိုအစည်းအဝေးများမှဖိတ်ထုတ်ခဲ့ကြောင်း ရှင်းအောင်မြမအရေးကိုဖြည့်ရှင်ရန်အာဆီယံဘုံသဘောတူညီချက်၅ရက်ကိုလေးစားလိုက်နိုင်ရန်ပြက်ကွက်ခြင်းကြောင့်မြမစစ်တပ်ကိုအာဆီယံထိပ်သီးအစည်းအဝေးများနှင့်ဝင်ကြီးများအဆင့်အစည်းအဝေးများတက်ရောက်ခွင့်ကို2022ခုနှစ်ကလေးကအာဆီယံကပိတ်ပင်ခဲ့ပါသည်။ဆက်လက်ပြီး AA ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဖိုက်တာစခန်းကုန်းမှစစ်သားများလက်နက်များကိုစွန့်ပစ်ခါကစင်ကလျာဆုတ်ခွာထွက်ပြေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။မကွေးတိုင်းငဖဲမြို့နယ်ဗဒန်မြို့အနီးရှိနှစ်ရီကန်တောင်ပေါ်တွင်တည်ရှိသည့်အကြံဖက်စစ်တပ်လေကြောင်းရန်ကခွဲရေးဖြူဟောင်းကုန်းဤအားထားရသည့်ဖိုက်တာစခန်းကုန်းကိုအရကတက်တော်အေအေဦးဆောင်သောတော်လန်ရေးပူပေါင်းတပ်ဖွဲ့များကရမန်နီကထိုးစစ်ဆင်တိုက်ခိုက်ရန်စစ်သားများမှလက်နက်ကြီးများကိုသာမကလက်နက်များကိုပါစွန့်ပစ်ခါခိုလိုယုံပြီးကစင်ကလျာဆုတ်ခွာထွက်ပြေးသွားကြသည်ဟုသတင်းရရှိပါသည်။ စည်ရည်တရင်ရင့်မြက်တဲ့ဦးကဒီစကန်ကုံကနာမည်ကြီးဘုံမှုအဆင့်ရှိတဲ့သူထိုင်တာဖိုက်တာစကန်ကုံလို့နာမည်ကြီးစကန်ကုံပါဘာကြောင့်တော့မသိဘူးစစ်သားတွေလက်နက်တွေကိုဆွန့်ပစ်ပြီးထွက်ပြေးတာအဲ့ဒီစကန်ကုံကိုအချိန်တိုတိုနဲ့အပြတ်သက်ချိန်မုံလိုက်နိုင်ပါတယ်ဟုပြောပါတယ်အေအေဦးဆောင်သည့်တော်လန်ရေးမဟာမိတ်တပ်ဖွဲ့များမှဝင်ရောက်စီးနှင်းတိုက်ခိုက်မှုအတွင်စစ်သား40ထက်မနည်းသေဆုံးကအများအပြားမှတရားရရှိသွားပြီးလက်နက်ခဲယံများကိုခြံထားကအကုန်ထွက်ပြေးသွားသည်ဟုဆိုပါတယ် မရေကန်တောင်ရှိလေချောင်းညံကောက်ွယ်ရေးပြူဟာကုန်ရဲ့အာကိုအာထားဖြစ်ရတဲ့ဖိုက်တာစခန်းကုန်းဆိုတော့လက်နေကြီးတွေပါဆင်ထားတာအကုန်ရလိုက်တယ်ဒီလိုများများလှူဖို့လိုတယ်ဟု၎င်းကသတင်းဌာနကပြောပါတယ်၎င်းစခန်းတွင်စစ်ကောင်စီအင်အား100ကျော်ရှိပြီးဒရုန်းစနိုက်ပါလက်နေကြီးအမျိုးအစားအများပြားတပ်ဆင်ထားသောဖိုက်တာစခန်းကုန်းတစ်ခုဖြစ်သည်ဟုဆိုပါတယ်အရကတက်တော်နဲ့ပူပေါင်းတော်လည်ရေးတက်များကလက်နေခရမ်းများကိုတင်စီပြီးစခန်းကုန်းတစ်ခုလုံးကိုပါအပီးပိုင်ထိန်ချုပ်ထားပါတယ် ူတို့ကဒဏ်ရာရတဲ့သူတွေပါအကုန်တောင်အောက်ကိုဆင်းပြေးသွားတယ်။လက်နက်တွေကိုမယူသွားဘူးဆိုတော့ကျွန်တော်ထင်တာကတက်ကိုသူတို့မပြန်ပဲတနေရရာကိုအကုန်ထွက်ပြေးသွားပြီထင်တယ်ဟုအမိမဖော်လို့သူဒေသခံတရင်ရင်းမြစ်တအူကပြောပါတယ်။အနီးအနားရှိစင်ပြုံးရွာစစ်စခန်းကိုလက်နက်ခဲယံနဲ့တက်နောက်ဆုပ်၍ကြာတော့လေထိုးသွောနောက်မဆုပ်ပဲလက်နက်ခဲယံများကိုအကုန်ထားပြီးထွက်ပြေးသွားကြသဖြင့်တက်ကိုမပြန်လို့ပဲအခြားနေရာများသို့ထွက်ပြေးကြပုံရသည်ဟုဆိုပါတယ်။စစ်သားတွေကစိတ်ဓာတ်တွေအယံချနေပြီးသူတို့ဘက်ကအထီးခိုက်အကြအဆုံး နေတိုင်းရှိနေသလိုတိုက်ပွဲတွေလည်းနေတိုင်းဖြစ်နေတော့ချက်မင်းတွေလည်းငတ်ပုံရတယ်။အခုသူတို့လက်နက်တွေကိုစွန့်ပြီးထွက်သွားကြတယ်ဆိုတော့လုံးဝစစ်မတိုက်ချင်တဲ့သဘောမျိုးလို့ပြောလို့ရပါတယ်ဟုပြောပါတယ်။စစ်ကောင်စီသည်အင်အားထောင်နေကြည့်တော့ပြည်သူစစ်တင်တဲ့စင်ခါစစစ်သားများအားရှေ့တန်းပို့ပြီးထိုးစစ်စင်ရကနေအံပရန်ရိုးတောင်လန်းတွင် ပြည်သူစစ်များမှအကြဆုံးများပြီးဘဝပြက်ခံပြန်လည်မဲ့အနေထားသို့ရောက်ရှိသွားခဲ့ကြသည်ဟုဆိုပါတယ်။ လေကြောင်းလက်နက်ကြီးရှုံတို့ဖြင့်ထိုးစစ်ကိုအရှင်ဟုန်မြင့်ခဲ့သောအကြံဖတ်တမတော်သည်အေအေနှစ်ဒေါ်လာရေးတပ်ဖွဲ့များ၏တံပြန်ထိုးစစ်စဉ်တိုက်ခိုက်မှုကြောင့်နောက်ပိုင်းတွင်ခန့်စစ်အနေထားသို့ခြောက်ရောက်သွားခဲ့ကာကပါစာဆက်လီစင်ပြွန်စုံကုံအမြောက်ကြီးတပ်တို့တွင်အင်အားများဖြစ်တင်ကလုံခြုံရေးတိုးမြင့်ထားသည်ဟုသိရပါသည်ဆက်လက်ပြီးစစ်ကော်မရှင်ကတီပေါ်မြို့ကိုလေကြောင်းနှင့်ခြုံအများဆုံးသုံးပြီးစစ်ကြောင်းထုလာပြီးမြို့အနီးနိုင်ထိရောက်ရှိလာတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည် ရှမ်းမြောင်တီပေါ်မြို့နယ်ကိုစစ်ကော်မရှင်ကဦးတည်စစ်ကြောင်းထိုးနေပြီးမြို့နယ်စင်မိုင်ခန့်အကွာကိုရောက်ရှိလာပြီးဖြစ်ကြောင်းသိရပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ9ရက်နေ့ကစစ်ကော်မရှင်ဤစစ်ကြောင်းမှာကြောင်မဲမြို့နယ်လွဲခေါ်ရွာကိုရောက်ရှိနေပြီးတအောင်မျိုးသားလုံမြောက်ရေးတပ်မတော် TNL နဲ့တိုက်ပွဲဖြစ်ပွားနေကြောင်းသိရပါတယ်။ရေခေါ်ကြီးရွာသည်ကြောင်မဲတီပေါ်လမ်းမပေါ်ရှိစီရေးအရာရေးပါသည်ကျင်းတီတရာနှင့်နှီးကပ်နေပြီးစစ်ကော်မရှင်ကစစ်ကြောင်းများချိတ်ဆက်၍တရာရှိရာဘက်သို့ထိုးစစ်ဆင်လာကြောင်းသတင်းရင်းမြစ်များထံမှသိရပါတယ်။ ။ကြောင်မဲမျိုးတွေကစစ်ရှောင်းတွေကိုအဝင်မခံပဲအိမ်တွေကိုဖောက်တယ်။အဲကတဆင့်ဒီဘောကိုဝင်ဖို့လွဲခေါ်ကိုဆက်သွားနေတယ်။မဏိကအတိလေရင်နဲ့ချုံကိုအများဆုံးသုံးပြီးစစ်ကြောင်ထူးနေတာဟုသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါတယ်။အဆိုပါကြေရွာကိုအောက်တိုဘာ9ရက်နေ့ညနေပိုင်းတွင်စစ်ကော်မရှင်ကဝိုင်းတွဲလျင်ဖြင့်ဘုံအလုံး20ကျော်ကျေချခဲ့ကြောင်းသိရပါသည်။တီပေါ်မျိုးနှင့်လည်းဆက်ဆက်သည့်လွဲခေါ်ကြေရွာကိုစစ်ကြောင်းထုလာသည့်စစ်ကော်မရှင်ကလျင်ဘုံ drone ဘုံနှင့်လက်နက်ကြီးဖြစ်ကူများကိုအကြီးကသုံးလာကြောင်းသိရပါသည်။ ကြောင်မဲမျိုးကိုပြီးခဲ့သည့်အောက်တိုဘာ၁ရက်နေ့ကဝင်းရောက်သိမ်းပိုက်ပြီးနောက်စစ်ကော်မရှင်ကကြောင်မဲမျိုးနှင့်ဆက်ဆံနေသည့်တီပေါ်မျိုးကိုဆက်လက်သိမ်းမြန်စစ်ကြောင်းဆက်ထိုးလာပြီးကြောင်မဲမျိုးဝင်ကျင်ကို TNL သိမ်းပိုက်ထားသည့်မျိုးနယ်များကိုဘုံကျဲတိုက်ခိုက်မှုများနေ့စဉ်နှိပါပြုလုပ်လျက်ရှိပါသည်စစ်ကော်မရှင်ကကြောင်မဲမျိုးအတွင်သို့အုပ်ချုပ်ရေးဝန်ထမ်းများနှင့်စစ်ကူအင်အားများပါခေါ်သွင်းလာပြီးလက်နက်ခဲယမ်းများပါဖြည့်တင်းထားကြောင်းသိရပါသည်